ားညချမ်းပါရှင်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တောက်ကြနေ့အတွက် CC Black Fowl ရဲ့နေ့စဉ်သတင်းလာစီစဉ်ကိုတင်ဆက်ပေးသွားပါမယ်ရှင်ကျွန်မကစီစဉ်တင်ဆက်သူစင်ဒီပါဒီကနေ့မှာတော့ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့မြို့နယ်15မြို့နယ်ကိုစေအုပ်ချုပ်ရေးကြီးညာထားတဲ့သတင်း PLA တပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရတဲ့ကိစ္စ NUG နဲ့နှိမ့်နိုင်နေကြောင်း PLA ပြောတဲ့သတင်းအမေရိကန်ကိုစိန်ခေါ်မဲ့တရုတ်ရဲ့အဆင့်မြင့်လင်းရင်တင်တင်ပေါ်တဲ့ဖူဂျီရန်တပ်တော်ဝင်တဲ့သတင်း ဒီသတင်းလေးအပါအဝင်ထူးခြားတဲ့ပြည်တွင်းသတင်းနိုင်ငံတကာသတင်းလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့စစ်ကောမရှင်ဟာနိုင်ငံတော်ကမြို့နယ်63မြို့နယ်မှာစစ်အုပ်ချုပ်ရေးကိုနောက်ထပ်ရပ်ပောင်း90တပ်တန်တိုးလိုက်ချိန်မှာပဲအဲ့ဒီထဲကမြို့နယ်15မြို့နယ်ဟာသူတို့ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့မြို့နယ်တွေဖြစ်နေပါတယ်။အပြည့်စုံကိုတော့ကိုမျိုးနေကပြောပြပေးပါမယ်ရှင်။စစ်မြေပြင်လိုဖြစ်နေတဲ့နေရာတစ်ခုမှာရွေးကောက်ပွဲလုပ်တယ်ဆိုတာဖြစ်နိုင်ပါမလား။စစ်ကောမရှင်ရဲ့ထုတ်ပြန်ချက်တွေဟာ သူတို့ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတရဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုတာကိုပုံပြီးပေါ်လွင်လာစေပါတယ်စစ်ကောင်မရှင်ဟာနိုင်ငံတော်ကမြို့နယ်63မြို့နယ်မှာစစ်အုပ်ချုပ်ရေးကိုနောက်ထပ်ရပ်ပေါင်း90တပ်တန်းတိုးလိုက်ချိန်မှာပဲအဲ့ဒီထဲကမြို့နယ်15မြို့နယ်ကိုသူတို့ကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်တဲ့မြို့နယ်တွေဖြစ်ကြီးညာထားတာကိုတွေ့ရပါတယ်ဒီမြို့နယ်တွေကတော့ရွှေကူကော့ဂရိတ်တန်ဒလန်ကောလင်းကျောင်းမင်းတီဘောစတဲ့ဆေးပြင်းတဲ့မြို့နယ်တွေပါဝင်ပါတယ်ပုံပြီးထူးခြားတာကတော့ ဒီခါမိနေကတောင်ကုတ်ကတန်တွဲနဲ့အမ်းမြုံနေပြီပါဒီမြုံနေရီဟာစစ်ကောင်ရှင်ရဲ့အုပ်ချုပ်မှုအောက်မှာလုံးဝမရှိတော့ပဲအာရခတ်တော် AE ကအပြည့်အဝထိချုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်စစ်ကောင်ရှင်ကသူတို့မအုပ်ချုပ်နိုင်တဲ့နေရာတွေကိုဆုပ်ချုပ်ရေးကျင်ညာပြီးအဲ့ဒီနေရာတွေမှာပဲရေကောက်ခွင်တုံးမယ်လို့ပြောနေတာဟာလက်တွေ့နိုင်ငံရေးအခြေအနေနဲ့ကင်းကွာနေပါတယ်ရုစစ်အုပ်ချုပ်ရေးကျင်ညာထားတဲ့မြို့နယ်15မြို့နယ်ဟာရေကောက်ခွင်ကျင်းပမဲ့အပိုင်း1နဲ့အပိုင်း2ဆင်းထဲမှာတော့လုံးဝပါဝင်ခြင်းမရှိသေးပါဘူး ဒါဟာသူတို့ရွေးကောက်ပွဲဟာဘယ်လောက်ထိမရင်မရမသေးကြဘူးလဲဆိုတာကိုပြသနေပြီးအချင်းဒီပေါ်မူတည်ပြီးကြိုက်တယ်လို့ထဲသွင်းနှုတ်ပယ်တွေ့ရတဲ့နိုင်ငံရေးကစားကွက်တစ်ခုပုံစံဖြစ်နေပါတယ်။မြို့သားကာဝေးနဲ့လုံခြုံရေးကောင်စီကာလွန်ကတော့ဇူလိုင်31ရက်နေ့ကကျင်းပခဲ့တဲ့စစ်အုပ်ချုပ်ရေးကိုအော်တိုဘာ31မှာနောက်ထပ်ရပ်ပေါင်း90တန်တိုးလိုက်တာဖြစ်ပြီးဒါဟာသူတို့ရဲ့အုပ်ချုပ်မှုကနိုင်ငံတော်မှာတည်ငြိမ်မှုမရှိသေးဘူးဆိုတာကိုဝန်ခံလိုက်တာဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာတစ်ဖက်မှာတော့တည်ငြိမ်မှုမရှိလို့စစ်အုပ်ချုပ်ရေးကျင်းပနေပြီး ောက်တစ်ဖက်မှာတော့အဲ့ဒီနေရာတွေပါပဲရေကောက်ပွဲလုပ်မယ်လို့ပြောဆိုနေတာဟာသူတို့ရဲ့လုပ်ရက်တွေကြာကရှေ့နာမြင်ညွတ်မှုကိုပေါ်လွင်စေပါတယ်။တာဟာနိုင်ငံတကာကလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့သတ်မှတ်ထားတဲ့သူတို့ရဲ့ရေကောက်ပွဲဟာဘယ်လိုမှစံနှုန်းပြည့်မီမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုသတ်မှတ်သတ်ပြီးပြလိုက်တာပဲဖြစ်ပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်မှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့ဝင်6ဦးကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာကဖမ်းဆီးပြီးခရိုင်စင်းကိုလွှဲပြောင်းစစ်ဆေးနေတဲ့အပေါ်နှစ်ဖက်ကြားနှိမ့်နိုင်ဆောင်ရွက်နေကြောင်း ပြည်လီဘက်ကတည်ပြုပြောကြားလိုက်ပါတယ်ဒီဖြစ်စဉ်ဟာအော်တိုဘာလ26ရက်နေ့ကရေကြောရွာအနီးမှာပြည်လီကဖွင့်နှစ်ထားတဲ့ဂိတ်တစ်ခုမှာတိုက်နယ်ပအားဖားကောင်းဆောင်ဥရှိဝိုင်းကိုပြည်လီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးရိုက်နှက်ခဲ့ရတာနဲ့စတင်ခဲ့တာပါပလဲညွန်းနယ်ဘာကဖားရဲ့ထုတ်ပြန်ချက်အရတော့ PLA ဂိတ်ဟာတရားမှုဝင်ဖွင့်လှစ်ထားတာဖြစ်ပြီးပြည်သူတွေစီကနေဂိတ်ကြေကောက်ခံတာတွေရှိခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီကိစ္စကိုဖြည့်ရှင်းဖို့တွားရောက်ပြောဆိုတဲ့နောက်မှာတော့ဒေသခံပြည်သူ200လောက်က PLA gate ကိုတွားရောက်ဝိုင်းရဲတောက်ဆုတ်ခဲ့ကြပြီးအခြေအနေဟာရုံးရင်းဆန်ဆန်ဖြစ်ပွားခဲ့ပါတယ်။ PLA ဘက်ကပြစ်ခတ်မှုကြောင့်ရမပင်ခရိုင် PDF တပ်ဖွဲ့ဝင်တဦးရဲ့လက်တုံးကြောင့်ပျက်စီးခဲ့ရတယ်လို့လူအုပ်သားတွေကိုလက်ပစ်ပုံတလုံးပြစ်တင်ခဲ့ပေမဲ့ပောက်ွယ်ခဲ့ရမှရှိဘူးလို့ပလဲပါကဖာဘက်ကပြပြင်းထန်ထန်ထုတ်ပြန်ထားပါရဲ့ရှင်။ဒီဆွဆွဲချက်တွေနဲ့ပတ်သက်လို့ PLA ပြောရေးဆိုခွင့်ရှိသူရေဘော်နီနီကျော်ကတော့ အသေးစိတ်ကိုထုတ်ပြန်ပြောဆိုဖို့ညှင်းဆုပ်ခဲ့ပြီးနှစ်ဖက်ကြားညှိနှိုင်းနေစေဖြစ်ကြောင်းအတည်ပြုပါရရှင်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပစိဖိတ်သမုဒ္ဒရာရဲ့အင်အားချိန်ခွင်ရှာကိုပြောင်းလဲပြစ်နိုင်တဲ့ခြေလှမ်းတစ်တခုအဖြစ်တရုတ်နိုင်ငံရဲ့အဆင်ပြေဆုံးနဲ့တတိယမြောက်လေးရည်တင်သင်္ဘောတစ်ဖူဂျီရန်ဟာတက်တော်ဝင်ခန်းနာပြီးရပ်ပိုင်တွင်မှာပဲတရုတ်ဝင်တာဝန်ထမ်းဆောင်မှုစတင်လိုက်ပြီးဖြစ်ကြောင်းတရုတ်ဆိုရသတင်းမီဒီယာတွေကကြေညာလိုက်ပါတယ်။ အပြည့်စုံကိုတော့ community ကပြောပြပေးပါမယ်ရှင်။အာအမေရိကန်ပြည်အောင်စုရဲ့ရေတပ်အင်အားကိုပထမဆုံးချိန်ဖြစ်ဒိုက်ရိုက်ဆင်ခုံနိုင်မဲ့ခြေလှမ်းတစ်ခုရဲ့ဖြစ်လာခဲ့ပါတယ်။ဖူဂျီယန်ကိုအရင်လေရင်တင်သင်္ဘောနှစ်ဆင့်ဖြစ်တဲ့လျောင်းနေနဲ့ရှန်တောင်တို့ထက်အများကြီးပိုစွမ်းထက်စီတဲ့အဓိကချက်ကတော့သူ့မှာတပ်ဆင်ထားတဲ့ကက်စစ်တန်လိုက်ပြည့်စင်စနစ်ပါပဲ။ဒီနည်းစနစ်ဟာအရင်ကရုရှားဒီဇိုင်းစကီဂျမ်ကုန်းပတ်တွေနဲ့မတူဘဲပိုလေးလံတဲ့လက်နက်တွေ၊လောင်စာစီတွေတင်ဆောင်ထားတဲ့တိုက်တွေတွေကိုအရှုံနဲ့ပြစ်လို့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ဖူဂျီယန်ဟာရန်သူပြစ်မှတ်တွေကိုအများကြီးပိုဝေးတဲ့နေရာကနေတိုက်ခိုက်နိုင်စွမ်းရှိသွားမှာပါဒီနည်းပညာကိုပိုင်ဆိုင်တဲ့နိုင်ငံဟာကမ္ဘာမှာအမေရိကန်ပြည်ရင်တရုတ်တနိုင်ငံပဲရှိပါသေးတယ်ဒီသင်္ဘောအရေးပါမှုကိုပြသတဲ့အနေနဲ့တက်တော်ဝင်အခမ်းအနားကိုတရုတ်သမ္မတရှီကျင်းဖင်ကိုယ်တိုင်တက်ရောက်ဆက်ဆီးခဲ့ပြီးသင်္ဘောသားတွေကလည်းသူရှိမောက်မှာပါတီရဲ့အမိန့်ကိုနားခံပါမယ်တိုက်ပွဲတိုင်းကိုနိုင်တိုက်မယ်လို့တံပြန်ကြွေးကြော်ခဲ့ကြပါတယ် ်ဒီအုပ်စိုးရမီဒီယာတွေကတော့ဒီနည်းပညာကိုသမရရှိချင်းဖြင့်ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့အသုံးပြုခဲ့တာဖြစ်တယ်လို့ချီးကျူးဖော်ပြကြပါတယ်။ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့ဖူဂျီယန်ဟာတကယ်စစ်စင်ရေးဝင်ဖို့အနည်းဆုံးတစ်နှစ်လောက်လိုသေးတယ်လို့သုံးသပ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ပထမချက်ကပင်လယ်ပြင်စမ်းတပ်မှုတွေမှာ G15 တိုက်တရင်တွေဟာလက်နက်မပါဘဲပြန်တက်နေတာကိုတွေ့ရပြီးဒါဟာစမ်းတပ်မှုအဆင့်မှာပဲရှိသေးတယ်ဆိုတာကိုပြသနေပါတယ်။ဒုတိယချက်ကတော့ဖူဂျီယန်ဟာအမေရိကန်ရဲ့ ိန်တင်သင်မော်ရီလိုနျူကလ িয়ার စွမ်းအင်တုံးမဟုတ်ပဲဒီဇယ်စွမ်းအင်တုံးဖြစ်တာကြောင့်သူ့ရဲ့စစ်စင်ရေးဟာကန့်သတ်ရှိနေပြီးမကြာခဏလောင်စာပြန်ဖြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ဒါပေမဲ့အားနည်းချက်တွေရှိနေပြီမဲ့ဖူဂျီယန်ရဲ့အခန်းကဏ္ဍကအလွန်ရေးပါပါတယ်။အမေရိကန်ပင်လယ်ကုန်စစ်ဌာနချုပ်ကတော့ဖူဂျီယန်ဟာတရုတ်နိုင်ငံရဲ့စစ်အင်အားပြတ်သားနိုင်စွမ်းကိုကြီးကျယ်မြင့်တင်ပေးနိုင်ပြီးသူသဖြင့်ထိုင်ဝမ်အရေးခင်းလိုပြည်ပခမျိုးမှာဒီရေးပါတဲ့အခန်းကဏ္ဍနဲ့ပေါင်းဝင်လာနိုင်တယ်လို့အကြေဖြတ်ထားပါတယ်။ ဖူဂျီယန်တက်တော်ဝင်မှုဟာတရုတ်နိုင်ငံရဲ့ရေတပ်အင်အားကြီးမားလာမှုကိုပြသလိုက်တဲ့အမှိုင်းမှတ်တိုင်တစ်ခုပါပဲ။ဒါပေမဲ့ဒီပညာသစ်တွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့နဲ့တကယ်စစ်မြေပြင်မှာအမေရိကန်ရဲ့အတွေ့အကြုံရင်းချက်မှုကိုရှင်းပြနိုင်ဖို့အတွက်တော့သူ့မှာစိန်ခေါ်မှုတွေအများကြီးကြန့်ရှိနေပါသေးတယ်။ဒီသမုတ်တွေဟာပစိဖိတ်သမုတ်တွေအားတွေကအင်အားချိန်မှန်ရှာကိုတကယ်ပဲပြောင်းလဲပြစ်နိုင်မလား။ဒါမှမဟုတ်စုပ်ကူပေါ်ကကြားရကောင်းပဲဖြစ်နေမလားဆိုတော့ကဘာကဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့တိုက်ဖုံးမော်နိုင်ကေမီကြီးကြောင့်လူအနည်းဆုံး190ဦးသေဆုံးခဲ့ပြီးနောက်အဲ့ဒီရေဘေးဒဏ်ကိုဆိုးအဆုံးဖြစ်စေခဲ့တဲ့ဒေါ်လာတန်ပေါင်းများစွာတန်အဂရိလိုက်ဆောင်မှုကြီးတခုပေါ်ပေါက်လာခဲ့ပြီးပြည်သူတွေကိုကြီးကြပ်ဖြစ်ပေါ်စေခဲ့ပါတယ်။အပြည့်စုံကိုတော့ကိုနာကြီးကပြောပြပေးပါမယ်ရှင်။ချုပ်တော်ဘုံကိုစတင်ဖွင့်ချခဲ့သူကတော့ရေဘေးဒဏ်ကိုဆိုးအဆုံးခံစားခဲ့ရတဲ့စီဘူးရှန်ရဲ့အုတ်ချုပ်ရည်မှုဘာရီကွာထရိုကိုတိုင်ပါပဲ။ သူကပြီးခဲ့တဲ့၃နှစ်အတွင်းမှာစီဘူးခရိုင်အတွက်ရေဘေးကာကွယ်ရန်ပုံငွေပီဆို26.8ဘီလီယံအမေရိကန်ဒေါ်လာတန်၄၄၀ရရှိခဲ့ပေမဲ့စစ်ဆေးမှုတွေအရစီမံကိန်းအလုံးဟာစာရွက်တွေပေါ်မှာပဲရှိတဲ့စီမံကိန်းတွေဒါမှမဟုတ်စံမမီတဲ့စီမံကိန်းတွေဖြစ်နေတာကိုတွေ့ရှိခဲ့ရတယ်လို့ဖွင့်ချလိုက်တာပါလူတွေကထွက်ပြေးဖို့အချိန်အောင်မရခဲ့ပါဘူးသူတို့လုံနိုင်ခဲ့တာတခုကအိမ်ခေါင်မှုပေါ်တက်နေဖို့ပါပဲလို့သူကပြောကြားခဲ့ပါတယ်ပြည်သူဒေါသမြင့်တက်လာတဲ့အမျှအစိုးရဘက်ကလည်းအေးအေးမှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာပါတယ် သမရမာကိုစ်ဂျူနီယာဖွဲ့စည်းပေးထားတဲ့အခြေခံအဆောက်အအုံဆိုင်ရာလွတ်လပ်သောကော်မရှင် ICI ကတရားစွဲဆိုမှုအကြံပြုချက်တွေကိုဒရဇက်တင်သွင်းနေပြီးအဂလီလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကလည်းအစ်မြင့်အရာရှိကြီးတွေနဲ့အထက်တော်တော်အမတ်တွေကိုပါနိုဝင်ဘာလ25ရက်နေ့မတိုင်ခင်တရားစွဲဆိုသွားမယ်လို့ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန DPWH ရဲ့ဝန်ကြီးဘင်းဒီဇွန်ကတော့ပုံမှုပြသားတဲ့ကတိတစ်ခုကိုပေးလိုက်ပါတယ်။သူကအနည်းဆုံးလူ26ဦးကို Christmas မတိုင်ခင်အချင်းတော်နဲ့ရောက်နေစေရမယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ပြည်သူတွေကတော့အစိုးရရဲ့ဂတိစကားတွေကိုအယုံကြည်မရှိတော့ပါဘူး။စုံစမ်းစစ်ဆေးမှုတွေလာပေါင်းများစွာကြာလာပြီးမဲ့ဘယ်ရရှိတူးမှထောင်ထဲမရောက်သေးတဲ့အတွက်အရက်ဖက်အဖွဲ့အစည်းတွေကလာမဲ့နိုဝင်ဘာ30ရက်နေ့မှာထရီလီယံပေါင်းများစွာသောပီဆိုချီတပွဲအမည်နဲ့နောက်ထပ်အကြီးစားဆန္ဒပြပွဲတစ်ခုကိုပြုလုပ်သွားမယ်လို့ကြေညာထားပါတယ်။ဆန္ဒပြဝီမာထရီလီယာကတော့အစိုးရရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဓမြရီရဲ့အဝိရှော်ဇက်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ နောက်ချင်း2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့စနေနေ့အတွက်နောက်ဆော်ရမူလေးတို့တာချင်းနေတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရက်တန်ကြာအပြင်ခဲတိုင်ဖွန်မုန်တိုင်းကေမီဂီဟာအခုဆိုရင်တော့အားလုံးရောသားခဲ့ပြီးဖြစ်ပြီးသူ့ရဲ့အချင်းကျန်ဒေတာတွေဟာဒီကနေ့ညကစပြီးမြန်မာနိုင်ငံထဲကိုဝင်ရောက်တော့မှာဖြစ်ပါတယ်။တိုင်ဖွန်မုန်တိုင်းကေမီဂီဟာ BNN လာအိုနဲ့ထိုင်းနိုင်ငံတို့ကိုဖြတ်ကျော်လာပြီးနောက်ထိုင်းနိုင်ငံအရှေ့ပိုင်းမှာပဲလက်ဖြန်နဲ့ရုပ်ဝန်ဖြစ်အပြော့သွားခဲ့တာပါ။ အဲ့ဒီလေးပြားနယ်ရဲ့ဝန်ကနေဆက်လက်အာရုံပြီးလေးပြားနယ်ဆယ်အဖြစ်နဲ့ဒီကနေ့ညပိုင်းမှာပဲထိုင်းနိုင်ငံမဲဆောက်မြို့ဝန်ကျင်ကနေမြန်မာနိုင်ငံကရင်ပြည်နယ်ထဲကိုဝင်ရောက်လာတော့မှာပါအထူးသတိပေးချင်တာကတော့ထိုင်းမြန်မာနယ်စပ်ဒေသတွေပဲဖြစ်ပါတယ်ဒီကနေ့ညကနေစပြီးမနက်ဖြန်စနေနေ့တရက်လုံးကရင်နဲ့မွန်တို့မှာနေရာနှက်ပြားမိုးလွန်ကြီးနိုင်ပါရဲ့ရှင် အထူးသဖြင့်ကော့ကရိတ်၊လိုင်းပွဲ၊ဖက်အန်း၊မော်လမြိုင်၊ကြိုက်မြုံမြို့နယ်တွေမှာ နေရာကွက်ပြီးမိုးလွန်တဲထန်းလိုက်တာကြောင့်ရုပ်တရက်ရေကြီးတာနဲ့တောက်ပြိုမြေပြိုတဲ့အနေရယ်ကိုအထူးသတိပြုကြဖို့လိုအပ်ပါမယ်ရှင်။ဒါ့အပြင်ထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်မြို့ဝန်ကျင်မှာရှိတဲ့ဒုက္ခသည်စခန်းတွေနဲ့ရွှေ့ပြောင်းမြန်မာလက်သားတွေအနေနဲ့လည်းရေကြီးရေရှမ်းမှုအနေရယ်ကိုကြိုတင်ပြင်ဆင်ထားကြဖို့ဒီနေရာကနေရေကြီးနှိုးဆော်လိုက်ပါရဲ့ရှင်။နေပြည်တော်စနေနေ့အတွက်တနင်္ဂနွေတိုင်းတနယ်ခမှန်ချက်တွေကိုကြည့်လိုက်ကြရအောင်ပါရှင်။ကရင်နဲ့မွန်တို့မှာနေရာနှက်ပြမိုးများပြီးနေရာကွက်မိုးလွန်ကြီးနိုင်ပါတယ်။တနင်္လာရီတိုင်းကရင်ဒီ ရှမ်းပြည်ရှိပိုင်းနဲ့တောက်ပိုင်းနေပြည်တော်ဘကိုးတိုင်းရှိပိုင်းရင်းကုန်တိုင်းနဲ့အရာဝတီတိုင်းတို့မှာနေရာစစ်စိမ်မှုရပြီးနေရာကွက်မှုကြီးနိုင်ပါရဲ့ရှင်။ရခိုင်ဘကိုးတိုင်းနောက်ချက်နဲ့ရှမ်းပြည်မြောက်ပိုင်းမှာတော့နေရာကျကျမိုးနေငယ်သာရနိုင်ပါတယ်။ပြည်내ပြင်အတွက်ကတော့အနေရတိပြည်ချက်တွေဆက်ရှိနေတော့မှာပဲ။လေပြင်းတိုက်ခတ်မှုတွေကြောင့်လိုင်းအမြင့်၈ပေကနေ10ပေထိရှိနိုင်ပါတယ်။ဒါကြောင့်ပြည်내ခီးသွားမဲ့သူတွေနဲ့ရေလောက်သားတွေအနေနဲ့အထူးသတိပြုသွားလာကြဖို့လွယ်နေစေဖြစ်ပါရဲ့ရှင်။ အချုပ်အဖြစ်ပြောရရင်တော့မနေ့ကစနေနေ့မှာအတိတ်ကအဖြစ်မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေမှာမိုးကြီးနိုင်တာကြောင့်သွာလာနေထိုင်ကြသူအလုံးတတိပြုကြဖို့တိုက်တွန်းရင်ဒီနေ့အတွက်မိုးလေဝသသတင်းကိုအဆုံးသတ်လိုက်ပါရစေရှင်မူလဝဒါဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝဒါခံမှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးဖို့မြစ်တာရခံလိုပါရဲ့ရှင်။ CG platform ရဲ့သတင်းစီစဉ်တွေကို CG platform ရဲ့ Facebook စာမျက်နှာအပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါရဲ့ရှင်။ ဒီနေ့တော့နေ့စဉ်သတင်းလာအစီအစဉ်ကိုတော့ဒီမှာပဲရင်လာပါစေမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်ဥကျမချင်းစိတ်ဥချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝဘေးစစ်ဘေးတွေကနေမြတ်စွာဘုရားကိုဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်